လုတ်ပေးခဲ့တဲ့အရာတချို့ကြောင့်ပပနဝုတ်ကမြန်မာနိုင်ငံပေါ်မြစ်တာကြီးမားသူဆိုတဲ့မရန်ဆိုင်တော်အလုံးမဲမင်္ဂလာပါဗမီစနောင်းကနေကြိုဆိုလိုက်ပါတယ်မရန်ဆိုင်တော်က Miss Grand မြန်မာ2025ပြိုင်ပွဲအတွက် license ကိုပပနဝုတ်တို့စီကနေရရှိခဲ့တာဖြစ်ပါတယ်ထူးအလွင်က Miss Grand မြန်မာကိုတိုးတက်အောင်အများကြီးစူးစမ်းနိုင်ခဲ့တာပါသူဘက်ကနေအများကြီးစူးစမ်းနိုင်ခဲ့ပေမဲ့လည်းပပနဝုတ်ဘက်ကတဲဆွညင်ရှင်ပြိုင်တဲ့နေ့မှာနှိမ်သလိုအရာတွေကိုလုပ်ခဲ့တာမို့ license ပါပြန်ခဲ့တာပါ မြန်မာနိုင်ငံပေါ်မှာမကောင်းသူတယောက်ဆိုပြီးအားလုံးကချင်းနေပေမဲ့မရန်ဆိုင်တော်ကအားလုံးနဲ့စန့်ကျင်ကောင် Instagram မြန်မာ2025ပြိုင်ပွဲကိုကျင်းပဖို့လုပ်နေကြတာဖြစ်ပါတယ်။မကြာခင်မှာဆိုရင် Miss Grand မြန်မာ2025ရဲ့ Grand Final ပြိုင်ပွဲကိုကျင်းပသွားတော့မှာပေါ့။ဒါအပြင်သူ့ပွဲကိုအလှမဲ့တော်တော်များများကလည်းစိတ်မဝင်စားကြပါဘူး။ပြိုင်မဲ့သူရှားပါနေတဲ့အတွက်မရန်ဆိုင်တော်ဘက်ကနေရန်ကိုစ조사နေရတာပေါ့။ လာပြိုင်ဖို့အတွက်လည်းအသေးတံကိုဖိတ်ခေါ်နေရတာပေါ့ဒါအပြင်ဒီနေ့မှရှင်ပြိုင်မဲ့မြမကိုစားဖြူအလှမဲ့ကိုပပနဝုတ်ဘက်ကနေကြည့်ပေးမဲ့ရာရဲကလည်းအများကြီးရှိတယ်လို့ဖွင့်ရလာခဲ့ပါတယ်ထူးအလင်းကြောင့်သာပပနဝုတ်ကမကောင်းတဲ့သူလို့နမည်ကြီးသွားပေမဲ့တကယ်တမ်းမှကောင်းတဲ့သူတယောက်ဆိုပြီးမရန်ဆိုင်တော်ကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်မစ္စတာနဝုတ်ကမြန်မာနိုင်ငံပေါ်မှာလှုပ်ပေးသင့်သလောက်လှုပ်ပေးသလုံးမြေတားကြီးမားတဲ့သူတယောက်လို့ချီးကျူးလာခဲ့တာပေါ့ ။ဒါအပြင်နင်းနေလင်းကို first runner နင်းနဲ့စုပေးတာကလည်းပပနဝတ်ကမြန်မာနိုင်ငံကိုချစ်လို့တာပေးတာဖြစ်တယ်လို့ထောက်ပြလာခဲ့တာပါ။ ဒါအပြင်နှစ်နှစ်ဆက်တိုက်သဲဆုညင်ကိုလည်းနေရာပေးခဲ့တာဖြစ်တဲ့အတွက်မရန်ဆိုင်တော်ကတော့ပပနဝုတ်ပေါ်ပြေဝယုံကြည်နေပါတယ်။ဒါပေမဲ့ရှစ်နှစ်တွင်မှာအမြင့်ဆုံးဆုရထားလို့သူလွှဲပြောင်းယူတဲ့နှစ်မှာအမြင့်ဆုံး placement ရလိမ့်မယ်လို့တော့အမမခံဘူးလို့ထုတ်ပြောလာခဲ့တာပေါ့။မရန်ဆိုင်တော်ဘက်ကတော့ထွန်းလွင်လောက်ခဲ့တာထက်တအောင်လုံနိုင်ရမယ်လို့လည်းမဆုံးဖြတ်ထားပါဘူး။လုံနိုင်ရမယ်ဆိုပြီးလဲစိတ်ဖိစီးထားတာမျိုးမရှိတဲ့အတွက်စိတ်ကိုပေါ့ပေါ့ပပသာထားတာပေါ့။စိတ်ဖိစီးမှုသာထားမယ်ဆိုရင်ပွဲလို့ဖို့အတွက်စူးစမ်းနိုင်မှာမဟုတ်တလို့စိတ်ကို short ထားတာဖြစ်ပါတယ်။ မရဆိုင်နော်ကခွန်လရှိမှသာ National Director တယောက်အနေနဲ့စားလို့တာမဟုတ်ပါဘူး။သူ့အနေနဲ့2018ခုနှစ်လောက်ခရက်ကအလှမဲ့လောကမှာကျင်းလည်နေခဲ့တာပေါ့။ဒါ့အပြင်မရဆိုင်နော်ကသူ့လက်အောက်မှာကိုစားဖြူဖြစ်လာမဲ့အလှမဲ့ကိုဘောင်ဝင်ထုတ်ဝင်ပေါ်မှမရှိအောင်နေခိုင်းမှာပေါ့။ကားရီလည်းစီစဉ်ပေးမှဖြစ်တယ်လို့ပြန်တဲ့အချိန်မှလည်းအဝတ်စားစားတော့ဘာတစ်ခုမှလိုလေသေးမရှိအောင်လုပ်ပေးသွားမှာပေါ့။ငွေရေးချေးရေးအကြလဲစိတ်ပူရမှာမဟုတ်တလို့သူဘက်ကဆရာပညာတွေပြကဖီးအားပေးမှလည်းမဟုတ်ပါဘူး။ 别表宣宣的打，老妹别拍哥，多用心别开马路，超标了开哪包？ ဒါအပြင်အမြင်လွဲနေတဲ့သူတွေကိုလည်းသူ့လုံရက်နဲ့သာတတ်သိပြသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်ပြိုင်ပွဲအတွက်နင်းနေလင်းကလည်းစံခုံစ조사ပေးလို့နေတာဖြစ်ပါတယ်။နိုင်ငံကိုစားပြုအလှမဲ့ကိုလည်းနင်းနေလင်းကပဲတရဖူလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။နင်းနေလင်းရဲ့အောင်မြင်မှုတွေနဲ့နောက်လာမယ့်အလှမဲ့တွေကိုဖိတ်ခေါ်နေတာမို့ထွန်းလွင်ဘက်ကတော့သူများအောင်မြင်မှုကိုအဆောင်ဝင်ယူနေတဲ့သူဆိုပြီးစောင်းကရည်တင်ထားခဲ့တာပေါ့။ပပနဝကမြန်မာနိုင်ငံပေါ်မြစ်တာကြီးမားတဲ့သူဆိုတဲ့မရန်ဆိုင်တော်ပေါ်ဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ ကြေရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။